ကျွန်းခေါင်းစဉ်နဲ့ကြပြားတွေရေးခဲ့တယ်။ဆောင်းပါအမှန်နှစ်ရေးသားသူ ကျော်သူရင်ထွန်းအမေရိကခေကာလာ ပြောင်းလာတော့ကျွန်းဆိုတဲ့စကလုံးကလူတွေရဲ့နားတွေခါလာတယ်။ဒါကြောင့်တခြားစကလုံးတွေနဲ့ပြောင်းခေါ်လိုက်ကြတယ်။စကလုံးသာ ပြောင်းသွားတယ်။ဇေယိုက်လက္ခဏာအသွင်ပြင်းတဲ့အနှစ်သာရကပြောင်းမသွား။ကျွန်းလှုပ်တဲ့လူတွေရဲ့ လက္ခဏာလေးပြောင်းမသွားသလိုခိုင်းတဲ့သခင်ရဲ့ဇယိုက်လက္ခဏာလေးပြောင်းမသွားပါစကလုံးပြောင်းလိုက်တော့ကျွန်ခစ်ကုံသွားပြီလားတွေးစီရပါစကလုံးခစ်ကုံသွားပါလေဒါပေမဲ့ခိုင်းနီးနဲ့အခိုင်းခံရပုံကအရင်အတိုင်းပါကျွန်တို့ရဲ့စိတ်နေစိတ်ထားနှစ်သာရမပြောင်းသလိုသခင်တွေရဲ့စိတ်နေစိတ်ထားလေးပြောင်းမသွားပါ စကလုံးအစ်စ်နဲ့အစားထိုးလိုက်တာပဲရှိပါတယ်။ပြောင်းလိုက်တဲ့စကလုံးအောက်မှာကျေနပ်မှုရပြီးစိတ်ဖြည်စရာတခုတော့ဖြစ်သွားကြတယ်။ညီပြင်းမှာခိုင်းနေပုံအခိုင်းခံနေရပုံတွေကကျုံနဲ့သခင်ဆိုတဲ့ကာလရဲ့လောရတွေအတိုင်းရှိနေသေးပါ။ကျွံဘာကြောင့်ဖြစ်လဲသခင်တွေကဘာကြောင့်ဂုဋ္ဌိကျွံခစ်လို့ခိုင်းရင်းနေတာလဲဆိုတဲ့အဖြေကို မဖြေရှင်းနိုင်၏ကျွန်ခစ်ဆိုတာစကလုံးပြောင်းပြီးအနှစ်သာရပြောင်းမှာမဟုတ်ပါ ခိုင်းနေသူရောအခိုင်ခံသူတွေကိုပါလေးလာတဲ့အခါအခိုင်ခံရသူတွေကိုယ်တိုင်ကကြည်နှံ့နေကြတာတွေ့ရတယ်မြန်မာနိုင်ငံကစစ်ကြုံဆိုသူတွေကိုလေးလာကြည့်ရင်ပိုထင်ထင်ရှားရှားမြင်နိုင်တယ်စစ်ကြုံလုပ်နေတဲ့စာပေဂီတတပင် စသည်ဖြင့်အများကြီးတွေ့တယ်။စစ်သားမှစစ်ကြုံဖြစ်တာမဟုတ်ပါ။အရတပညာရှင်ဆိုသူတွေကိုယ်တိုင်လည်းစွန့်စာကြွေးအခိုင်းခံနေရတယ်။တခင်ကနင်းနေရင်ကြုံကကဲကဲရင်ဆိုသလိုမြင်ရတယ်။ဒါကြောင့်ကြုံဖြစ်လေဆိုတာကိုလေးလာရင်ကြုံဖြစ်နေတဲ့ကျွန်စစ်နေကြသူတွေကိုများစွာတွေ့တယ်။ဒါကြောင့်လေကျွန်ဖြစ်နည်းဆိုတဲ့ကြပြာကို ရေးပြတယ် ကျွန်ဖြစ်နည်းကိုဖတ်ပြီးငါရောအဲ့ဒီအထဲပါနေလားဆန်းစစ်တင်တယ်ပါနေရင်ပြုပြင်မယ်ဆိုတဲ့နီလန်းကိုရှားတင်တယ်မဟုတ်ရင်တော့စကလုံးလှလှနဲ့ဘလိုပဲပြောင်းခေါ်ခေါ်လောက်ရတဲ့နီလန်းကကျွန်ပုံစံပဲဖြစ်နေပါလိမ့်မယ်ခိုင်ခံရသူတွေကိုတိုင်နောက်တစ်ချိန်အစိုးရဖြစ်တဲ့အခါသူတို့တတ်ခဲ့တဲ့အခိုင်ခံကြီးလမ်းကြောင်းတွေပဲ ပြန်ဝင်သွားကြတယ်စိတ်ထဲကကြွမလုတ်ချင်ပေမဲ့ကိုယ်တိုင်က အခိုင်းငံနဲ့ကြီးလာတော့သခင်ဘဝနဲ့သခင်အလုတ်ကိုလက်တွေ့ကြကြမတိခဲ့ကြသခင်ကဘယ်လိုခိုင်းလဲကြွကဘယ်လိုလုတ်လဲတီချာတိမှတာသခင်နဲ့ကြွန်ဆိုတဲ့လုပ်ငန်းစဉ်ကို ပြောင်းနိုင်ပါလိမ့်မယ်မြန်မာနိုင်ငံကစစ်သားတွေက အရာရှိငယ်ကာလမှာထက်လူကြီးရဲ့ခိုင်းစီမှုကိုမုံလောက်အောင်ခံခဲ့ရတယ်။သူတို့ကိုယ်တိုင်အဲ့ဒီယာလူကြီးနေရာကို ရောက်တဲ့အခါအရင်စနစ်ဟောင်းအတိုင်းပဲကျင့်သုံးပြန်တယ်။စစ်သားကြီးပဲလားမဟုတ်ပါ။ဝန်ထမ်းအစင်းစင်အားလုံးဒီအတိုင်းဖြစ်နေသေးပါ။ဒါကြောင့်စကလုံးပဲပြောင်းနေလုပ်ငန်းစဉ်ကအရင်အတိုင်းတခင်နဲ့ကြုံ ဖြစ်နေသေးပါ။ စကလုံးပြောင်းခေါ်လိုက်ုံနဲ့တခင်နဲ့ကျွန်စနစ်ပြောင်းမသွားဘူးဆိုတာတိထားတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်ဆိုတဲ့စကလုံးကြားရင် အလွန်ခါတယ်တခင်ဆိုတဲ့စကလုံးကြားရင်တိတ်မုန်းတယ်ဒါပေမဲ့လက်တွေ့အမြင်ပြင်မှာတခင်နဲ့ကျွန်ရှိနေတာကို ကျွန်တော်တို့အခုထိမချေဖြဲ့နိုင်ပါဒါကြောင့်လေတခင်နဲ့ကျွန် ဖြစ်နေတဲ့ဖြစ်ရက်တွေမြင်တိုင်းကျွန်ခေါင်းစဉ်နဲ့ကြပြတွေမကြခဏရည်ပြည့်နေခြင်းပါကျော်သူရိန်ထွန်းမေရီက2024နိုဝင်ဘာ18ရက်နေ့ရေးသည့်